Oppo ရဲ့တော့မှမကြခင်ထွက်ရှိလာတော့မယ် Oppo ရဲ့ A5 Pro 4G version ကိုမိတ်ဆက်ပေးမှာဖြစ်တယ်သူကထွက်တာတော့ 5G version နဲ့ထွက်တယ်ပေါ့နော်ဒါတော့စေကျွန်တော်ရှိဝင်မှာတော့ 4G version နဲ့ပဲဝင်မှာဖြစ်တယ် Reach စရာအယောင်နှစ်ယောင်နဲ့ထွက်ရှိမယ်လို့သိရတယ်ကျွန်တော်စီကိုရောက်ရှိနေတယ်ဒီလိုမျိုးအစိမ်းအယောင်လေးရဲ့နောက်ထပ် Black Color ပေါ့နော်မီကိုအယောင်လိုမျိုး Color လေးရဲ့ဆိုပြီးတော့နှစ်ယောင်ရရှိမှာဖြစ်တယ်ခမန်းစီနှုံးတွေအရာတော့ RAM 8 Internal Memory 256GB ကို6သိန်းဝန်းကျင်လောက်နဲ့ရရှိမယ်လို့သိရတယ်ပေါ့နော်ဒီကျွန်တော်စီကိုရောက်နေတဲ့ဒီအစိမ်းလေးကတော့သူ့ရဲ့အနောက်ဘက်ကတော့ကျွန်တော်တွေဒီ သာသားလိုပုံစံမျိုးလေးလုပ်ပေးထားတယ်။အနောက်မှာတော့ကင်မရာတော့နှလုံးပါတယ်ပေါ့နော်။ main camera 50 megapixel နဲ့နောက်ထပ်2 megapixel depth ဆိုပြီးတော့ကင်မရာပါမယ်။ဘေးနားမှာတော့ Flamy ပါမှာဖြစ်တယ်။ Flamy ကသူ့ရဲ့ Flamy ကကျွန်တော်တို့ဒီအတိုးအချဲ့ပေါ့နော်။ဒီရွေးချက်စရာ၃ခုလောက်ရှိတယ်။မီးအနယ်လားအမြားလားအမြင့်လားဆိုပြီးတော့ရွေးချက်စရာ၃ခုရှိရဲ။ကင်မရာဟို Rose Gold လိုမျိုး frame လေးနေနဲ့ဝိုင်းပြီးထားတာလေးဖြစ်တဲ့အတွက်ပေါ်လွင်နေပြီးတော့ပို့ပြီးတော့လှတယ်လို့ခန်းစားရတယ်ပေါ့နော်။ကင်မရာဘန်းကတော့လုံးဝထွက်နေတာမျိုးမရှိဘူးပေါ့နော်။ဒီသူ့ရဲ့အနောက်ဘက် frame နဲ့ကိုကပ်ပြီးတော့ လုပ်ပေးထားတာမျိုးရှိတယ်ဆိုတော့လက်ထက်မှာကန်ရတဲ့အနေထားကတော့ weight ကတော့ရှိတယ်သူက battery MB က9800 mAh ပါဝင်တာဖြစ်တဲ့အတွက် weight ကတော့ရှိတယ်အပေါ်မှာကဘာမှမပါဘူးပေါ့နော်ဘေးမှာကသူက single နှစ်ကန်ဆိုင်လို့ရပြီးတော့ SD card ဆိုင်လို့ရမယ် 3.5 mm jackpot တွေပိုင်းလဲပါဝင်လာမှာမဟုတ်ဘူး speaker ကတော့နှလုံးပေါ့နော်ဒီအပေါ်တစ်လုံးပြီးဝိုင်း earpiece speaker နားမှာတစ်လုံး speaker နှလုံးအတန်ကတော်တော်လေးကိုကျဲတယ် volume က300%အထိတောင်ကျဲလို့ရတာဆိုတော့အတန် track ကတော့တော်တော်လေးကိုကျဲတယ်အောက်မှာ type C အသွင်ပေါက်ရယ် fingerprint ကတော့ side fingerprint ကိုအသုံးပြုရမှာဖြစ်တယ် fingerprint တွေပါတွေကလည်းပုံမှန်ပဲပေါ့နော်သုံးရတာမြန်တယ်လို့ပြောလို့ရတဲ့အထဲမှာပါတယ်ဒီအမြင်ကနေပြုတ်ကြတာမျိုးတွေကိုခံနိုင်ရင်ရှိမယ်ရေထဲမှာဆိုရင်လည်း1.5 meter အနက်ကိုနိုင်ွက်အထိရေစိမ်းခံတာမျိုးတွေရေထဲမှာ ဓာတ်ပုံရိုက်လို့ရတာမျိုးတွေအောက်ကိုမတော်တဆပြုတ်ကျတာမျိုးတွေအတွက် damage ကတော်တော်လေးကိုခံနိုင်ရှိတဲ့အနေထားမှာရှိတယ်အပူချိန်က80 degree လောက်အထိကိုသူကဒီဖုန်းက တော်တဆပြုတ်ကျသွားတာမျိုးဖြစ်ခဲ့မယ်ဆိုရင်လေဒီဖုန်းကခံနိုင်ရင်ရှိမှာဖြစ်တယ်။ screen size ကတော့6.67 inch ရရှိမယ်။ IPS LCD display ကိုသုံးမိထားမယ်။ 90Hz ရမယ်။တူကဒီ brightness အနေနဲ့ဆိုရင်တူက1000 nit ထိရရှိတာဖြစ်တဲ့အတွက်နေဘူးတဲ့အိမ်ပိုင်းမှာသုံးမယ်ဆိုရင်လည်းအဆင်ပြေပြေအသုံးပြုလို့ရမှာဖြစ်တယ်။ 920x1640 pixel ပါရှိမှာဖြစ်တယ်ဆိုတော့ HD+ ပဲရမှာပေါ့နော်။ဆိုတော့ဒီရုပ်ထွက်ဒီဘာတွေကတော့ကျွန်တော်တို့ဒီ YouTube video တွေကြည့်တာမျိုးတွေကိုဒေါင်းမီတာ video ကြည့်တာမျိုးတွေဒီ TikTok video ကြည့်တာမျိုးတွေလောက်ကတော့အဆင်ပြေတယ်လို့ပြောလို့ရ က်ထဲမှာပါတယ် performance ဘက်မှာဆိုရင်တော့ strategy ကိုရဲ့ CS Gen 1ကိုတုံးမိထားတာဖြစ်တယ်ဆိုတော့ဒီ performance ဘက်မှာတော့ကျွန်တော်က mobile legend ဟိုစမ်းထားတယ် mobile legend မှာဆိုရင်တော့ဒီ high ရပြီးတော့ဒီ attractive တော့ရရတယ်ပေါ့နော် median လောက် short ဖို့ကိုသူ recommend ပေးထားတာမျိုးတွေပါရှိတယ် game ဘိုင်းမှာဆိုရင်တော့ game short မဲ့လူတွေအတွက် ကတော့ mobile legend လောက်တော့ကောင်းကောင်း short လို့ရတဲ့ထဲမှာပါတယ်ကျွန်တော်လည်းစမ်းပြီးတော့ short ထားတယ်ပေါ့နော်အဆင်ပြေတယ်ဒါပေမဲ့တခုရှိတာဒီအပူချိန်တွေပါဟိတွေပါတက်လာပါညာကတော့ကျွန်တော်ကတော့ဒီညဘက်ဒီမှာစမ်း short တယ် ခန်းပူချိန်နဲ့ဆော်တာဖြစ်တယ်အပြင်နေပါရင်မှာဆော့ရင်တော့ခီလီပါရင်ဒီထက်ပိုပြီးတော့တက်ရင်လည်းတက်လာနိုင်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတော့ရှိတယ် internet memory ကတော့256ကပါတယ် 1TB ထိထပ်ပြီးတော့ဆိုက်လို့ရမှာဖြစ်တယ် ဆိုတော့ဒီ run 8ကိုနောက်ထပ်တို့ရဲ့ virtual run နောက်ထပ် 8k ထပ်ပြီးတော့ supporting ပေးထားတာမျိုးတွေရှိမယ် android version ကတော့15နဲ့လာတယ်ကင်မရာဘိုင်းကိုပြောရမယ်ဆိုရင်တော့ကင်မရာဘိုင်းကတော့ပုံမှန်ပဲပြောရမယ်ပေါ့နော် main camera 15 megapixel ရဲ့2 megapixel တက်ဆိုပြီးတော့ပါဝင်လာမှာဖြစ်တယ် photo ရိုက်ရင်182ရမယ် portrait device ရိုက်မယ်ဆိုရင်လည်း182ရိုက်လို့ရမှာဖြစ်တယ်ဒီလေးနေပိုင်းကောင်းကောင်းရှိတဲ့နေရာမျိုးဆိုရင်ပုံတလေးတွေကတော့မဆိုးဘူးဒီနိုင်မှုတွေပိုင်းရိုက်မယ်ဆိုရင်လည်းအထီးတသာကြီးလင်းလာတာမျိုးတွေပိုင်းတော့မရှိဘူးပေါ့နော်ပုံမှန်ပဲလို့ပြောရမယ်ဒီကင်မရာ န်ပိုင်းမှာတခုရှိတာကဒီအန်ဒါဝါတာမှုပါလာတယ်ပေါ့နော်ရေရောက်ထဲပန်ရိုက်မယ်ဆိုရင်ဒီအန်ဒါဝါတာမှုပါဝင်လာတာလေးတော့ရှိတယ်ဆိုတော့ဒီ selfie camera လည်းဒီတိုင်းပဲ8 megapixel ပါမယ် selfie camera နဲ့ဓာတ်ပုံရိုက်ရင်တော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒီ effect လေးတွေပါလေးတွေထည့်လို့ရတာမျိုးလေးတွေအဲလိုမျိုးလေးတွေပါဝင်လာမှာဖြစ်တယ်ပြီးွားရင်တော့ပုံတွေပါတွေကိုပြန်ပြီးတော့ပြင်မယ်ဆိုရင်လည်းခါတိုင်းဒီပါနေကြတိုင်းပဲ AI eraser တို့ပြီးွားရင် bra ဖြစ်သွားတဲ့ဟာတွေကိုပြန်ပြီးတော့ edit ပေးတာတို့စတဲ့ဒီ AI feature လေးတွေနဲ့ပုံတွေပါရပြန်ပြီးတော့ update လုပ်ရအောင်မှာဖြစ်တယ်ပေါ့နော် Premiere ကတော့9800 MB ပါတယ်အပြန်သွင်းမယ်ဆိုရင်တော့45ဝက်အသွင်းမြန် standard သွင်းရမှာဖြစ်တယ်အားခံလားဆိုရင်တော့ daily use အနေနဲ့ကတော့တရက်ခေါင်းခေါင်းခံတယ်လို့ပြောလို့ရတယ်အထက်မှာပါတယ်အပြန်သွင်းရင်တော့ဒီ45ဝက်နဲ့အသွင်းရမှာဖြစ်တဲ့အတွက်တော့အချိန်ကတော့2နာရီ2နာရီကျော်ကျော်လောက်တော့ပေးရမှာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲနောက်တဲ့ video တွေမှာကျွန်တော်လေးပြန်လည်ဆောင်တွေ့ပါမယ်